္ဂလာပါခစ်တက်ဖက်ဒရယ်မီဒီယာမှာထိတ်တန့်ရမြန်မာသတင်းလေးကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးကြပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အင်အားစုဖွဲ့ပြီးတန့်ဖြက်လာသည့်စစ်ကောင်မရှင်တပ်စစ်ကြောင်းလိုက်တိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးသူ20ကျော်ရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ညောင်မြို့နယ်ငတရောင်ရဲစခန်းမှာထွက်ခွာလာတဲ့စစ်ကောင်မစင်စစ်ကြောင်းဂျားဖြက်တိုက်ခိုက်ခံရပြီးစစ်ကောင်မစင်တပ်ဖွဲ့ဝင်20ကျော်ထိခိုက်ဒေဆုံးကြောင်းသိရှိရပါတယ် ငတရောက်ရဲစခန်းမှာထွက်ခွာလာတဲ့အင်အားတရာခန်းမှာစစ်ကောင်စီစစ်ကြောင်းကို PKD အော်တိုဝါလာ29ရက်နေ့နနက်၈နာရီကျော်ခန်းမှာကနားပေါက်တဲတိုင်အနီးမှာတော်လရင်တပွဲများကကြားဖြတ်တိုက်ခိုက်ခဲ့ရာဖေယိုဖေးရဲ့ဖြစ်ပြီးစုခောက်ထွက်ပြေးသွားကြောင်းဗကံပြည်ဘလူးအဖွဲ့ထံမှသိရှိရပါတယ်။ ခမန်းက20ကျော်ပါဆေးရုံမှာတေးတာက10လောင်းပါလောလောဆယ်ကဆေးရုံမှာ10ကုတာနေတာ10ကောင်သူတို့ဘက်မှာဝင်းဟင်းကဒုံးလူရောပါတယ်ပွဲချိန်နိုင်ဝက်လောက်ပဲကြားပါတယ်လို့နောင်မျိုးနဲ့တာဝန်ခံကိုစီကပြောကြားပါတယ်စစ်ကောင်မရှင်စစ်ကြောင်းများပြန်လည်ကြပြီးနောက်နောက်ထပ်စစ်ကူများရောက်ရှိလာကောင်ဒေုံများအုံပြုပြီးမီလာပုံများချခဲ့တာကြောင့်အိုရင်းရွာစီနေအိမ်15လုံးခန့်ပြည့်စည်ဆုံးဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။ တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦးကိုညောင်စိအောင်ကြီးတို့ပို့ဆောင်ကုသထားပြီးတိုက်ပွဲနေရာမှာပင်ရှိဦးသေးဆုံးကြောင်းဗကံပြည်ဘလူးတပ်ကထုတ်ပြန်ထားပါသည်။အိုရင်ရွာဘက်သို့စုဖွဲ့မှုပြုလုပ်ပြီးစစ်ကြောင်းလိုက်တပ်ဖြန့်လာသည့်စစ်ကောင်စီစစ်ကြောင်းကိုရွာပလင်းနှင့်အိုရင်ရွာကြားအယောက်မှတော်လင်ရေးတပ်ဖွဲ့များက RPG နှလုံးအီနာကကလလငချင်းမီလက်နက်ငယ်များနဲ့စတိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်မရှင်တပ်များတက်လန့်ထွက်ပြေးရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ပီကတိအော်တိုဝါလာ26ရက်နေ့ညနေပိုင်းမှာငတရားမြို့နယ်အစစ်တောင်ဘက်6ကီလိုမီတာကွာအိုရင်းရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကော်မရှင်တပ်များကအော်တိုဝါလာ29ရက်နေ့မှာစစ်ကြောင်းလိုက်တက်လာခြင်းဖြစ်ပါတဲ့စစ်ကြောင်းနောက်ပြန်ဆုံစေရန်တိုက်ခိုက်ခံလိုက်ရပြီးနောက်စစ်ကော်မရှင်တပ်များကတပ်ဆုံ၍ရွာပလဲဖုန်ကြီးကြားမှာယာယီအခြေပြုနေခဲ့ရောင်းအင်အားအပြည့်အခွဲများထပ်မံရောက်ရှိလာပြီးအင်အား900ခန့်အခြေပြုနေကြောင်းတပ်တရင်ရင်းမြစ်များထံမှသိရှိရပါတယ် အစောပိုင်းတိုက်ခိုက်မှုကိုညောင်ဦးမြို့နယ်ဘက်ကဖပကံပြည်ဘလူတနေညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့မဟာမိတ်ညီနာများငတရားမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါ်ပလူရက်စင်ကိုရီလာဖုံ PPGM ပကံကလုံတန်းမြင်းချန်ခရိုင်တရင်အမှတ်၃မြင်းချန်ခရိုင်အမှတ်၄တရင်အမှတ်၅တရင်တို့ပအဝင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ဆလပင် ကမ်းဘလူးနဲ့ဇပန်နန်နာဆက်စရေးကိမ်းမှာပြည်သူ80ခန့်ပေါ်တာဆွဲခံရပြီးအမျိုးသမီး2ဦးမရင်ချင်းတက်ဖြတ်ခံရကလူငယ်2ဦးပြန်ဆုံနေပြည်သူများအနေဖြင့်စစ်ကြောင်းနဲ့ပြည်စော်ထေးစခန်းများကိုရှောင်ကွင်းသွားကြရန်တရီပေးဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းကမ်းဘလူးမျိုးနဲ့ဇပန်နန်နာဆက်စရေးကိမ်းမှာပြည်သူ80ဦးခန့်ပေါ်တာဆွဲခံရပြီးအမျိုးသမီး2ဦးမရင်ချင်းတက်ဖြတ်ခံရကလူငယ်2ဦးပြန်ဆုံနေကြောင်းကျွန်းလကမ်းဘလူးတကြွလှူဆောင်သူများအဖွဲ့ကမ်းဘလူးခရိုင်မှတာဝန်ရှိသူကပြောကြားပါတယ်။ အဆိုပါစပယ်နန္နာပြူစောတိစစ်စေးရေးစခန်းမှာထန်းနေပင်ရွာမှပြည်သူ29ဦးဇီကောင်းရွာမှပြည်သူ18ဦးနဲ့အခြားပြည်သူ30ဦးတက်မနေဖက်စိတ်ခံခဲ့ရကြောင်းသိရှိရပါတယ်။ဒါအပြင်အော်တိုဘားလ9ရက်နေ့မှာဇီကုံတကြားဆက်မှထွက်ခွာလာတဲ့အကြမ်းမဲ့စစ်တပ်နဲ့ပြူစောင်းထင်းများမှထန်းတပင်ရွာသို့ရောက်ရှိလာပြီးနောက်အမျိုးသမီးတအူးကိုအာဓမပြုခြင်း၍မိရှုတက်ဖြတ်ခဲ့ပြီးအမျိုးသား29ဦးကိုကမ်းပလူ6006တို့ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အော်တိုဘာလ25ရက်နေ့မှာလေလူငယ်များကိုစစ်တင်နှံပေးရန်အာဓမ္မပေါ်သားဆွေဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်ဇင်းအပြင်အော်တိုဝါလာ16ရက်နေ့မှာကောလင်းမြို့နယ်ကုတ်ခုကုန်းရွာမှာတစဲဘတ်တို့ကထိန်ခင်းရန်သွားသည့်မအေးမာဦးနဲ့ခင်မွန်းဖြစ်သူကိုဆေဘနန္နာ ပြူစောတိအထိုင်စခန်းကဖမ်းဆီးခဲ့ကအဖိုးတန်ဆွေတဲများအားလူယူသည့်အပြင်မအေးမာဦးအားအာဓမပြုကျင့်တက်ဖြတ်ခဲ့သည့်အပြင်ခင်မွန်းဖြစ်သူကိုလည်းဖမ်းဆီးနှိပ်စက်ညှဉ်းပန်းခံရပြီးထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ပြည်သူတွေကိုစပယ်နန္နာကွင်းလန်းကိုမလူအပ်ဖဲအသုံးမပြုဖို့တတိပေးချင်ပါတယ်။ဖြူအားလန်းချောမှစီးတဲ့စပယ်နန္နာပြူစောတိကိကအတော်ဆိုးနေတာလူတွေဖမ်းနေရွှေငွေအကုန်လူတွေဆိုင်ခဲ့ပါဆိုင်ခဲ့ပါရင်ဆိုင်ခဲ့ပေးခဲ့ရတဲ့ ဇပန်နဲ့နာရွာကပြူကားစာထုံးမြင့်တဲ့ဥစားပြီးတအားဆောင်ကြနေတာအဲ့ဒီလမ်းကဖြစ်နိုင်ရင်မသွားသင့်ဘူးအဓိကကအဲ့ဒီဂိတ်ကိုမဖြတ်သင့်ဘူးပေါ့ဒါတွေကကျွန်တော်တို့သိတဲ့စာရင်းပဲရှိတာမသိတာတော့ဘလောက်ရှိမလဲမသိဘူးလေမိန်းကလေးတွေဆိုဖမ်းပြီးအာဓမပြုခြင်းနဲ့တက်ပြစ်တယ်လို့ကျွန်းလာကံဘလူတက်ကြွလှူစားသူများအဖွဲ့ကံဘလူခရိုင်မှတာဝန်ရှိသူကပြောကြားပါတယ် အော်တိုမာလာ25ရည်နေမှာလဲစီကုံရွာမှာအမျိုးသားကုံဦးနဲ့အမျိုးသမီးကုံဦးစုစုပေါင်း18ဦးကိုအကြမ်းမတ်စတက်ကဖမ်းဆီးသွားခြင်းဖြစ်ကောင်ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းကျွန်းလန်းကပ်မလူတက်ကြွလှူစားသူများအဖွဲ့ကပ်မလူခရိုင်ထံမှသိရှိရပါတယ်ဒါအပြင်ဆေဘဲနနာစစ်ကောင်စီအထံစခန်းမှာအဓမ္မဖန်စီခံရသည့်ဖြစ်စဉ်များမှာအော်တိုဘားလ14ရက်နေ့ကအရတော်တနိုင်းပြည်ဆွဲသည့်အစာတုံးအဖြူကားပေါ်မှာတပည့်ရင်းမျိုးနှင့်တက်ကြွချင်ရွာမှာအမျိုးသားကုန်ဦး အော်တိုဘားလ15ရက်နေ့မှာခင်ဦးမျိုးနယ်မှာခီသွားမျိုးသား3ဦးအော်တိုဘားလ18ရက်နေ့မှာခီသွားကားပေါ်မှာအမျိုးသား3ဦးတို့ပါဖမ်းဆီးခံခဲ့ရပြီးဖမ်းဆီးခံရသူများမှာလည်းယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်းသိရှိရပါတယ်အရင်ကဆိုလမ်းကျောမှာယောက်ျားလေးစစ်မှုထမ်းမှုပေါ်တာဆွဲမှာပဲကြောက်ရတာအခုကမိန်းကလေးတွေကိုပါဖမ်းပြီးအတင်းအဓမ္မပြုကျင့်နေတော့မလူအဖေစေဘဲနန္နာလမ်းကျောတုံးပြီးခရီးမသွားစေချင်ဘူးလို့ဒေသပြည်သူတအူးကပြောဆိုပါတယ် ။ဒါအပြင်ကံဘလူးမျိုးနဲ့အေးသာယာရွာမှအမျိုးသမီးနှစ်ဦးမှလည်းအော်တိုဘလ9ရက်နေ့ကစပယ်နနာစက်ကောင်စီအထံစက္ကန့်အားဖြတ်ပြီးဇီကုံးတို့သွားရာပြောင်းဆုံးသွားခဲ့ပြီးတလအချိန်ဒီပါကြာမြင့်မြဖြစ်ပေမယ့်ယနေ့အချိန်ထိပြန်လည်မတွေ့ရှိသေးကြောင်း အော်တိုမာလာ29ရက်ကလည်းကွန်လင်းမြို့နယ်ပေကုန်းရွာမှာအသက်16နှစ်အရွယ်အမျိုးသမီးငယ်2ဦးမှာရွှေဘိုတို့ဆိုင်ကယ်ဖြင့်အသွမ်းဇေဗန်နနာပြူစောတိအထံစခန်းမှာဖမ်းဆီးခံခဲ့ရပြီးတအူးမှာထွက်ပြေးလွတ်မြောက်ခဲ့ကနောက်တအူးမှာလည်းဦးစင်တပါအကူအညီဖြင့်ပြန်လည်လွတ်မြောက်ခဲ့ကြောင်းဒေသပြည်သူများထံမှသိရပါတယ်ရှင်။